မင်္ဂလာပါအခုအစီအစဉ်ကတော့ Binance Exchange ပေါ်မှာတက်လာခဲ့တဲ့ token အသစ်တွေကို review လုပ်တင်ဆက်ပေးမယ့်အစီအစဉ်ဖြစ်ပါတယ်။ review လုပ်ပေးမယ့် project ရဲ့အမည်ကတော့ Plasma HPL ဆိုတဲ့ token ဟာသူ့ရဲ့ရည်ရွယ်ချက်တိတိကျကျရှိပါတယ်။သူဟာ Ethereum လိုမျိုးဆွဲဆုံရဖြစ်စေချင်တာမဟုတ်ဘဲနဲ့ stable coin တွေကိုအကောင်းဆုံး support ပေးနိုင်ဖို့အတွက် အစအနေအဆုံးထိတည်သက်တိဆောက်ထားတဲ့ money chain တစ်ခုပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာ stable coin တွေဟာနိုင်ငံတကာငွေလွှဲတာတွေနေ့စဉ်အသုံးစိတ်ပေးချေတာတွေ DeFi လို့ခေါ်တဲ့ decentralized finance မှာအဓိကအခန်းကဏ္ဍမှာပါဝင်နေပြီလည်းဖြစ်ပါတယ်လက်ရှိ blockchain အတော်များများမှာ transaction fee တွေလွှဲပြောင်းကဈေးကြီးတာအယောင်းဝယ် transaction ပြုလုပ်တဲ့နေရာမှာနှေးကွေးတာတွေကြံ့ကြာတာတွေရှိတဲ့အတွက်ကြောင့်မလို့ plasma က D ပြဿနာကိုဖြေရှင်းဖို့အတွက် solution တစ်ခုယူဆောင်လာတာလည်းဖြစ်ပါတယ် plasma project ကို t-twin ထုတ်လုပ်ထားတဲ့ design ထဲမှာ stable coin အသုံးပြုသူ user တွေအတွက်အကောင်းဆုံးဖြစ်စေမဲ့ t-twin ဖန်တီးမှုတွေထည့်သွင်းပြီးတော့ဖော်ပြထားတာရှိပါတယ်အဲ့ဒီနေရာမှာနံပါတ်1ချက်အနေနဲ့ 0 fee USDT transfer ဖြစ်ပါတယ်။ဒါဟာ Plasma ရဲ့အဓိကအားသာချက်တစ်ခုလို့ဆိုရမှာပါ။ Plasma project မှာ payment system လို့ခေါ်တဲ့ protocol တစ်ခုပါဝင်ပါတယ်။ဒီ system က USDT လိုမျိုး stable coin တွေကို transition လွှဲပြောင်းတဲ့အခါမှာ gas fee, transition fee တွေအဲ့ဒါကိုကျွန်တော်တို့ user တွေကကုန်ကြမှာမဟုတ်ဘဲနဲ့ network ကုန်ရက်ကနေပြီးတော့ကြားခံပေးလိုက်တဲ့အတွက်ကြောင့်မလို့သုံးဆွဲသူ user တွေအနေနဲ့အခမဲ့လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ဥပမာဆိုရင် crypto wallet တစ်ခုကနေ now crypto wallet တစ်ခုကိုလွှဲမယ်လို့ ူဆကြပါစို့ကျွန်တော်လွှဲမဲ့ crypto amount ကတော့ဒေါ်လာ100တန်ဖိုးလွှဲပါမယ်အဲ့မှာကျွန်တော်တို့အနေနဲ့ဒီ network ကိုပေးရမယ် gas fee က maybe 1 dollar 2 dollar လောက်ကျမယ်လို့ယူဆကြပါတော့နော်အဲ့တော့ဒီ plasma chain ကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဒေါ်လာ100လွှဲတယ်ဆိုလို့ရှိရင်မိတ်ဆွေကဒေါ်လာ100 လုံးကြီးပေါင်းတစ်ခါတည်းမိတ်ဆွေတငယ်ချင်းရဲ့ wallet ထဲကိုရောက်ရှိတော့မှဖြစ်ပြီးတော့သုံးဆွဲသူ user ရဲ့အနေနဲ့လည်း transaction fees ကိုကြားရရပေးချေစရာမလိုသလိုသုံးဆွဲသူတွေရဲ့အနေနဲ့လည်း XPL token ကိုကင်ဆောင်ထားစရာ လုံးဝမလိုပါဘူးဒီဖြစ်စဉ်ကိုတော့ frictionless လို့ခေါ်ပြီးနေ့စဉ်ငွေပေးချေမှုပြုလုပ်တဲ့နေရာတွေ remittance fee တွေအတွက်လည်းအကောင်းဆုံးအခြေခံအုပ်မြစ်တစ်ခု ဖြစ်လာနိုင်ပါတယ် manager ကတော့ EVM compatibility ပါ plasma layer 1 blockchain ဖြစ်တဲ့အတွက်ကြောင့်မလို့ EVM compatible ဖြစ်ပါတယ်ဒါက developer တွေအတွက်အင်တာမအရေးကြီးတဲ့အချက်လက်တစ်ခုလည်း ဖြစ်ပါတယ်လက်ရှိ Ethereum မှာရေးထားတဲ့ smart contract တွေ decentralized application လို့ခေါ်တဲ့ dapps တွေကို coding ပြောင်းလဲမှုနည်းနည်းနဲ့ plasma network ပေါ်မှာလွယ်လွယ်ကူကူပြောင်းရွှေ့လုံဆောင်နိုင်မှာလည်းဖြစ်ပါတယ် MetaMask တို့လို့အင်တမနာမည်ကြီးတဲ့ web3 wallet အမျိုးအစားတွေ Ethereum developer tools တွေအားလုံးကိုလည်း plasma မှာဆက်လက်ပြီးတော့အသုံးပြုနိုင်တဲ့အတွက်ကြောင့်မလို့ defi ecosystem အကြီးအကဲကြီးတိုးတက်ပြောင်းလဲလာမှုအဖြစ်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ plasma ပေါ်မှာအလွယ်တကူစတင်ပြီးတော့ mixture အနေနဲ့ဖန်တီးလို့ရနိုင်မှာဖြစ်တဲ့အတွက်ဒါကအနာဂတ်မှာအလားအလာ ာရှိတဲ့ project တခုဆိုရင်လည်းမမားပါဘူး။ဒါပေမဲ့၃ချက်ကတော့ high performance နဲ့ fast finality ပဲဖြစ်ပါတယ်။ plasma performance မြန်ဆန်တဲ့ plasma bfd consensus mechanism စနစ်ကိုအသုံးပြုထားပါတယ်။ဒီစနစ်ဟာတစ်စက္ကန့်အတွင်းမှာ transition တွေကိုအတူဖြစ်သွားအောင်လို့ sub second finality လောက်ဆောင်ပြီးတော့ second ကို ထောင်ပေါင်းများစွာသောအယောင်းဝယ်တွေ high tps တွေကိုလည်းလက်ခံဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။နားလေလွယ်အောင်ဥမာပြောရရင်တော့ဈေးဆိုင်တစ်ခုမှာဖုံးနဲ့ငွေရှင်းလိုက်တာ ਨੇ ချက်ချင်းဆိုသလိုအဲ့ဒီငွေကရောက်ရှိသွားတာဖြစ်ပြီးတော့ ော့ Visa Mastercard လို့ငွေပေးချေမှု network တွေနဲ့ရှင်ပြန်နိုင်တဲ့အဆင့်ကိုရောက်ရှိလာစေမှာလည်းဖြစ်ပါတယ်။ XPL က Plasma Network ရဲ့ native token ဖြစ်ပြီးတော့အခမဲ့ USDT လွှဲပြောင်းခြင်း transition လှုပ်ဆောင်ခြင်းမှလွှဲ၍အခြားသော smart contract ခေါ်ဆိုမှုများဥမာ defi exchange အသုံးပြုတဲ့အတွက် gas fee များကို xpl နဲ့မိတ်ဆွေတို့ကပေးချေလို့ရတဲ့အပြင်မှာ wallet data တွေက xpl တွေကို stake လုပ်ပြီးတော့လဲ fees တွေအဖြစ်နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ဒါအပြင် xpl ကိုင်ဆောင်ထားသူတွေအနေနဲ့လည်း network အပြောင်းလဲတွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက် map pay ဆုံးဖြတ်နိုင်တဲ့အခွင့်အရေးတွေလည်းရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ plasma trust minimize ဖြစ်တဲ့ bitcoin bridge ပါဝင်တဲ့အတွက်ကြောင့်မလို့ bitcoin ကို plasma ecosystem တဲကိုလုံခြုံစွာယူဆောင်လာနိုင် ှာဖြစ်ပြီးတော့ stable coin defi မှာ collateral ဖြစ်လဲမိတ်ဆွေတို့အနေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် plasma project ကိုကြည့်မယ်ဆိုလို့ရှိရင် blockchain လောကတွေကို stable coin first stable coin ကိုပထမဆုံးဦးစားပေးမိဆိုတဲ့ရည်ရွယ်ချက်နဲ့ခိုင်မာစွာဝင်ရောက်လာတယ်ကျွန်တော်တို့ခုမြင်တွေ့ရမှာဖြစ်ပါတယ်။ zero fee USDT အပါအဝင် EVM compatibility high speed performance စတာတွေကြောင့်လဲ plasma ကဘာအဆင့်မီငွေပေးချေမှုစနစ် global payment infrastructure ကို stable coin နဲ့အစားထိုးဖန်တီးဖို့အတွက်စူးစမ်းနေတာကိုလည်းသိတာထင်ရှား ားစွာမြင်တွေ့ရမှာဖြစ်ပါတယ် XPL token ကိုခိုင်ဆောင်ထားတဲ့လူတွေ DeFi ဝါသနာရှင်များနဲ့မြန်နှုံးမြင့် network transition speed တွေကိုလိုအပ်တဲ့ developer တွေအတွက်စောင့်ကြည့်လေ့လာတဲ့ project တစ်ခုပဲဖြစ်ကြောင်းတင်ပြရင်းနဲ့ဒီ season လေးကိုညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာအခုလိုမျိုး cryptocurrency နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသတင်းအချက်အလက်စောင့်မားတွေကိုမိတ်ဆွေတို့အစီအမပြန်နားဆင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ပြန်မှာပြန်လဲဆောတွေ့ပါမယ်